ရှင်ဆက်တို့သည်လည်းတခါတရံမစုံစည်းသာလာမင်းမုံမူအပိုင်း18လက်ထဲပါလာတဲ့အိတ်တချို့အထုပ်တချို့ကိုရှမ်ပေကဒေါမီလက်ထဲကမ်းလိုက်ပါသည်ဒေါမီနောက်နာကရက်ကျုံနေတဲ့နုနယ်ရဲ့ပခုံးလေးကိုလှမ်းဖက်လိုက်ရင်ဒီနေ့ဘယ်သွားသေးလဲနုနယ်ဟဲ့အင်းအိမ်မှာပဲပြင်းနေမှာပေါ့နုနယ်မို့အခွေရီတောင်ပါလာတယ် part 1ကတပည့်လေးတယောက်က သူတို့အိမ်မှာ quality ကောင်းတဲ့ HD ခွေးတွေရောင်းနေဆိုင်ရှိတာတဲ့သူနဲ့မှလိုက်တာလေစကားကောင်းလေးတွေပါရင်ကြည့်ရအောင်နော်နူနေတော်မီလူနာရီကတော့လိုက်တာရီမုံဘုံတွေရောအသီးတွေရောတွေ့ရင်ချယ်ရီသီးတွေပါရင်ရေးစေးပြီးဖျားတင်မှုဖေးပြီးနုနေစားရအောင်အခန်းထဲယူလာပြီးနော်ဟုတ်ကဲ့ဆရာကြီးဒီမှလဲပကင်ထုတ်ဘူးလေးတဘူးဆရာကြီးဘာလေးလဲမသိဘူးအော် အဲ့ရလေလူနာရှင်တို့လာပြီးသွားတာပဲပြောတယ်။စီကန်ကကောင်တာမှာပဲထားခဲ့တာတဲ့။လက်ဆောင်ပစ္စည်းတစ်ခုခုဖြစ်ပါလိမ့်မယ်။ပေးပေး။ဘသူပေးရလဲမသိဘူး။ဒေါမီလက်ထဲကအနဲ့ရောင်ကျိုးဆွဲအိတ်အမာလေးကိုရှမ်ပေကလှမ်းယူခဲ့ကနှစ်ယောက်သားအိတ်ခန်းစီရှောက်လာခဲ့ပါသည်။အခန်းထဲရောက်တဲ့ရှမ်ပေကအိတ်လေးလေးကဘူးမာမာလေးတစ်ခုကိုထုတ်ယူလိုက်ပါသည်။အနက်နှင့်ရွှေရောင်ဆက်ခါပြုတ်လုထားသော နိုင်ဘူးလို့လှပသည့်ဘူးမာမာကလေးပေါ်မှာရွှေအောင်ဖဲကျိုးလေးနဲ့ကပ်ပြားလေးချိန်ထားတာမို့ဖတ်ကြည့်လိုက်ရင် To Mrs. Yanbei Sincerely Mrs. Yanbei အတွက်တဲ့ဘာလို့လဲမသိဘူးဘူးလေးကို깟ရင်နုနယ်ဘက်လှည့်ပြောလိုက်ရင်နုနယ်မျက်နှာလေးကတမျိုးလေးဖြစ်သွားရပါသည်ပြီးတော့ဖွင့်လက်စရန်ပေလဲဖို့အင်ဂျီထုတ်ယူပေးဟန်ပြင်နေရမှာစမတ်ထုတ်ပဲနုနယ်ကလှည့်ရှောင်လာသည် Mrs. Yan Bei အထွတ်ဤအတုံးအနှုံကနှုနယ်ရဲ့အာယုံကိုတွန်းလှုပ်အဖြစ်ထုတ်လိုက်သလိုပဲရှမ်ပိန်လက်ထဲမှာဘူးကိုနှုနယ်ကလှမ်းယူလိုက်ပါသည်လူနာတရားရောက်ကကို့အစားကို့ဆန်းင်းကိုလက်ဆောင်ပေးရဖြစ်မှာပါဘသူလဲတော့မပါဘူးလူနာတရားရောက်လို့မထင်ပါဘူးဟင်နုနယ်ကဘူးပေါ်ကရွှေရောင်ဖဲချိုးကိုဖြီးသည်။ဘာဖြစ်လို့လဲ?လူနာမဟုတ်ရင်ဘသူဖြစ်မှာလဲနုနယ်ရဲ့ ကိုကြီးကိုနှုတ်နဲ့အမြဲပြောနေကြလေကိုကြီးကပညာရီသိတ်တော်တော့ပဝင်းကျင်နဲ့ဆက်သွယ်မှုအာယုံမှာညံပြင်းသွားတယ်ဆိုတာနှုတ်နယ်သည် ပြုတ်သွားသောရွှေရောင်ဖဲချိုးကိုကရင်ပေါ်ပြစ်တင်ကဘူးကိုဖွင့်လိုက်ပါသည်ဘူးထဲမှာအတွင်ဘက်ကရွှေရောင်ကိုသားစားနှင့်မုံမှန်အလှဆင်ထားကအလဲပဟုတွင် ဝိုင်းဆိုင်၍အရေးရွှဲစိမ့်မြနေသောကြောက်စိမ့်လက်ကောက်တကွင်းကခန်းနာစွာတည်ရှိနေပါသည် ရှမ်ပေကတံမိုးချီပုံရတဲ့ပစ္စည်းကိုအံ့အားတက်တဲ့ငေးကြည့်နေမိစေ။နုနယ်ကဘူအဖုံရဲ့အတွင်းဘက်မှာရှိနေတဲ့ Credit Certificate လေးကိုဖွင့်ကြည့်လိုက်ပါသည်။ကပ်ပေါ်မှာတော့ဟောင်ကောင်ကုမ္ပဏီတစ်ခုရဲ့တစိမ့်၊ကျောက်စင်းသားရဲ့တံမိုးသတ်မှတ်စဉ်၊လက်ကောက်ရဲ့ကြာတင်တံမိုးစသဖြင့်ရေးထားတဲ့အင်္ဂလိပ်ဘာသာ စာရီကို တွေ့ရပါသည်။ဒေါ်လာ9800 နုနယ်ကတယော်တော်တော်ရှီမောလိုက်ခါကြောက်စိမ့်လက်ကောက်လေးကိုမာ၍အောက်ဖက်အခန်းမှရေးထားတဲ့စာကိုဖတ်ကြည့်လိုက်ပါသည် မဖတ်ခင်ကတည်းကမှန်းနိုင်ပြီးသားပင်ဤမြတန်မိုးကြည့်တဲ့ကြောက်စိမ့်ကို အခြားဘသူက နုနယ်ကိုလက်ဆောင်ပေးပါမည်နီကြောက်စိမ့်တွင်တထေးဖြစ်တဲ့ဥပရံထွေအောင်ထံကအပြင် တခြားဘသူရှိနိုင်မလဲဒီမှာတော့ဒီလက်ကောက်ကိုဟောင်ကောင်ကုမ္ပဏီတစ်ခုကကွင်းခတ်အချောကင်နာပြီးရောင်းနေဆိုပေမဲ့ မြမပြည်တဲကသူ့လုတ်ကွက်မြမပြည်တဲကသူ့လုတ်ကွက်တွင်ကထွက်သွားတဲ့ကြောက်စင်းဖြစ်နိုင်တာပဲဟောင်ကောင်ကကြောက်စင်းလက်ဝဲရတနာရောင်းတဲ့ကုမ္ပဏီဟာသူ့ရဲ့စီးပွားဘက်ဖြစ်နိုင်တာပဲကြောက်စင်းအစ်စ်လားနှုတ်နဲ့ဟုတ်တယ်ဘလောက်တန်ဖို့ရှိနေရောသိလားကိုကြီးသိန်း60ကျော်တန်တယ်ဘသူပေးရလဲရောသိလားကိုကြီးရဲ့ဒေါ်ပွင့်ဦးလှနဲ့ဥပရန်ထွေအောင်ကပေးတာ ဟာအဲ့ဒါဘာလို့တာလဲအဲ့ဒါတသက်ကြောတာလေကိုကြီးရှင်းတာကြောတာခြေတာဒီလောက်တံမိုးကြီးရဲ့ပစ္စည်းတစ်ခုကိုလက်ဆောင်ပေးရကဲရတော့ဘာကြောင်းမှမရှိဘူးဘာချီးစူးမှလည်းမရှိဘူးတမင်တသက်လောက်တာတုံ့ရွေ့ဆက်ရွေ့လှိုင်းခတ်နေသောနုနယ်ရဲ့အတန်ကလေးကြောင့်ရံပင့်မျက်နှာလေးမှိုင်းအောင်လာပါသည်ပေပေနုနယ်ဒါကိုလက်ခံလို့မဖြစ်ဘူး ရှမ်ပိန်လှမ်းလိုက်သောလက်နှင့်ဝေးအောင်လက်ကောက်ကင်ထားတဲ့သူ့လက်ကိုနုနေကရှောင်၍ရွှေ့ပြလိုက်ရင်ကိုကြီးပြန်ပြေးစရာမလိုပါဘူး။ဒါအောင်အချောင်းပြူပြီးကိုကြီးနဲ့ထောပွင့်လှလေထထွေစရာမလိုပါဘူး။နုနေပါဒါဖြေရှင်းမယ်။ပြီးရောပြီးရောပြန်ပြေးမယ်ဆိုပြီးရောဒါပေမဲ့ဒီဖြစ်ပြက်ပေါ်မှာအရန်ဖြီစီခန်းစားမနေနဲ့တော့နုနေ။သူတို့အတွက်ကဘာမှမဖြစ်တော့တဲ့တန်ဖိုးမို့လို့ဒါအောင်အမှတ်တမဲပြေးလိုက်တာဖြစ်မှာပါ။ ဟိုတယ်နေရာမင်္ဂလာပွဲမှာဥပဒေထွေအောင်ပြောသွားတာပဲသူစနီးကိုအသက်ကယ်ပေးရတဲ့အတွက်ကျေးဇူးတင်တဲ့လက်ဆောင်မျိုးဖြစ်ပါလိမ့်မယ်နင့်နေနာနာတွေးမနေပါနဲ့ဆရာဝန်တယောက်ကလူနာတယောက်ကိုဂျုံလို့ကြိုက်လို့နိုင်ပိုင်းတော့ဆောက်ရှောက်ကုသမှုပေးရကို360ကျော်ဖို့ကျေးဇူးတင်စရာလားဘာဖြစ်လို့ကိုကြီးက shop ပေါ့တွေးပြီးနေရတာလဲနုနယ်ကနင့်နေနာနာတွေးနေတာမဟုတ်ဘူးကိုကြီးကသာဖြည်းဖြည်းရှော့ရှော့တွေးလို့နေတာ နုနေဟဲ့ရှမ်ပင်ကဘာမှဆက်မပြောတတ်တော့ပဲစိတ်ပြက်လက်ပြက်သားညှိတွားလိုက်ပါသည်ဒီကိစ္စကြီးဟာမပြီးနိုင်မစီနိုင်ဘလောက်ထီအောင်များအရှိဆက်လက်ပြီးတအုံနှွေးနှွေးဖြစ်နေအောင်မှာပါလေဘာကြောင့်မပြီးစီးနိုင်ရတာလဲဥပဒေထွေအောင်ဒီလက်ကောက်ကိုပို့ပေးလိုက်တာဟာဘာသဘောလဲဒါဟာပွင့်ဦးလှရဲ့အစီအမံမဟုတ်လောက်ဘူးလို့တော့ရှမ်ပင်ယုံကြည်နေမိပေမဲ့ထောက်တော့မပြောတော့ပါ တော်ကြာပွင့်ဦးလာကိုအကောင်းမြင်ပြန်တယ်ဆိုတဲ့ဆွဆွဲချက်ကို သူလက်ခံနေရပါအောင်မည်တသက်မဲ့ကိုအကျော်တင်တာရိုးရိုးသားသားတိတ်ကျေစုတယ်လို့လက်ဆောင်ပေးခြင်းအိမ်တိုင်းရရောက်လေးလေးစားစားလာပေးပေါ့တိန်60ကျော်တန်တဲ့ပစ္စည်းကိုစည်းကမ်းကောင်တာမှာပေးသွားတယ်။ဘလောက်စည်းပိုးထားတယ်လဲ။နုနယ်ရဲ့အတန်ဟာဆက်ဆက်ခါလို့နေစေပင်။ခြံဝင်းတဲ့ကို အရှိန်နဲ့ဒရဂျန်ကိုဝင်လာက တတ်တမတ်မတ်ပါကင်ထိုးရမည့်နေရာထိမရောက်သေးခင်မြက်ခင်းပြင်နှင့်အနီးဆက်ဆုံးလမ်းခုလမ်းမှာရပ်တန့်လိုက်တဲ့ကားကိုအလံတကြားလှမ်းကြည့်ကပွင့်ဦးလှကရှင်ဘတ်ပေါ်လက်ကလေးတစ်ဖက်ဖိတင်လိုက်ပါသည်လှမ်းလိုက်တာဘသူများပါလဲအနားမှာကျော်လင်းနိုင်ရောကိုဝဏပါရှိနေကနှစ်ဦးစလုံးကကားစီခြေလမ်းပြင်အကဲခတ်ကြသည်တွင်ထားလိုက်ထားလိုက်ဘာမှမလုပ်နဲ့ဥပရန်ထွေအောင်က ခက်အေးအေးဟန်ကြားလိုက်၍နှစ်ဦးလုံးခြေလမ်းရပ်သွားပါသည်။ကုတလုံးဥပရံထွေအောင်ကအိမ်မှာပဲအနားယူနေကပွင့်ဦးလှအနားမှာပဲနေသည်။ဒီနေ့အဖို့ fitness center စီပွင့်ဦးလှသွားမည်လို့တော့ဥပရံထွေအောင်က သူ့ပါလိုက်ပါမည်ဆိုကပါလာသည်။တကယ်တမ်းတော့ပွင့်ဦးလှအတွက်အိမ်သည်ပျော်စရာမကောင်းအထင်းကျန်ဖို့သာကောင်းသည်ဖြစ်၍အင်းချန်လေးကထွက်ခါဘေကိုပဲသွားရရလာရရစိတ်လွတ်လပ်ခါ မွန်းချက်မှုတို့ပြည့်မြော့တတ်တာရသည်ပဲဥပရံထွေအောင်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေထိုအိမ်ဟာပွင့်ဦးလာအတွက်အသက်ရှူမဝစရာ အပိတ်အလောင်းတစ်ခုလို့ခံစားခဲ့ရသည်မှာကြပါပြီအိမ်ကနေအပြင်ကိုထွက်စရာအကြောင်းပြတရက်ခိုင်လုံနေဖို့ရာအတွက်ပဲဒီ fitness center ကိုတည်ထောင်ဖွင့်လှစ်ခဲ့တာပဲဒီနေရာကိုနောက်ထပ်အင်တာလုံးလိုနားခိုရာတစ်ခုလိုပွင့်ဦးလာရောက်လာတဲ့အခါ ဥပရံအိမ်မှာမရှိပဲခရီးသွားနေတဲ့အချိန်ဆိုနေဒီမှာတော့ရက်ဆက်၍ညအိတ်ချင်းအိမ်နေလိုက်တတ်ပါသေးသည်ဒီအိမ်လေးတယောက်တည်းဟိုးဟိုးတီတီလှဲ့ပတ်ရှောင်နေရတာကိုပဲအလကားနေစိတ်ချမ်းသာသည်ကိုကိုကိုအိမ်တော်တည်လို့ပဲမတွေးမိပဲမိလျော်ကတကူရီတကာရသမားလူလူဤအိမ်ထဲ၌ခံစားရသည်ဒီကိုဥပရံလိုက်လာမည်ဆိုတော့ပွင့်ဦးလှမကြိုက်ပါတို့ပေမဲ့ ကန့်ကွက်ဆန့်ကျင်စကားမဆိုခဲ့ပါပရိပခါတို့ကိုလည်းခံနိုင်ရမရှိသည်ဖြစ်၍ဥပရံနှင့်ဆက်ဆံလျင် အတတ်နိုင်ဆုံးအပြည့်လေဆုံးအနေအထားမျိုးနှင့်ဆက်ဆံသည်ကြီးပင်ဘယ်တော့မှဆန့်ကျင်ဘက်မပြုတ်ခဲ့သည်မှာနှစ်ပေါင်းများစွာရှိခဲ့ပြီရှမ်ပေကိုတစ်စိမ်ချိုးချိုးကထားရခဲ့ပေမဲ့ကိုဘတ်အပိုင်းကဏ္ဍကိုမိထားလျင်ဥပရံရဲ့ဖူးဖူးမှုတ်အချက်ကိုခံရတဲ့ဘဝ၌ပွင့်ဦးလကျင်းနှံ့အောင် နေခဲ့သည်ပင် လက်ထက်ခါစားကသူမကိုမုံမမြင်လေးမမြင်ချစ်တဲ့ဥပရံကြောင့်ချစ်နှစ်သက်သူနဲ့ကြွေကွင်းရခြင်းစင်းရဲကိုပွင့်ဦးလှခပ်ပါပါတာခံစားခဲ့ရတယ်ထင်ပါသည်ငယ်လေးငယ်သေးသည်ရွှေပုံနန်းနန်းကို ခုန်တက်လိုက်ရတာလည်းဖြစ်သေးသည်အယူအမူချစ်မြတ်တို့သည်ခင်ပွန်းတွေကိုလည်းပိုင်ဆိုင်ထားသေးသည်ပြီးတော့ပွင့်ဦးလှဟာမိမိစိတ်နဲ့မိမိဘာသာဆုံးဖြတ်ပြီးသားကို နောင်တရလျက် နောက်ကြောင်းကိုလွမ်းတက်တတနောင်တရတတ်သည့်စိတ်နှလုံးမျိုးလည်းမရှိပါ ဥပရဟာကိုကိုချစ်လာတဲ့ခင်ပွန်းသည် သူ့ကိုချစ်သည်ဖြစ်စေမချစ်သည်ဖြစ်စေသူနှင့်ကိုဟာတဘဝရင်းတတရင်းဖြစ်သွားပြီဆိုတဲ့ခံယူချက်နဲ့ကိုထားရမည့်စိတ်ကိုလည်းတည်နာလေသည်လင်းကားနှင့်ကိုတော့ချမ်းချမ်းမြေ့မြေ့ဖြတ်တန်းနိုင်ခဲ့ပါသည်အဲ့ဒီရဲ့နောက်မှာတော့ဥပရန်ရဲ့ဖူးဖူးမှုန့်အလေးထားမှုတို့ကလည်းအနေထိုင်လာကား ပွင့်ဦးလာကိုယ်တိုင်ကလည်းတကယ်ပေါ်အတအရာလျော့လာတာအမှန်အသည်အစံတို့သည်နင်းငါနှင့်ကြတော့လဲယူသွားတော်သည်သာဘာမှမရှိခင်ကစိန်တပွင့်ရနေပင်ပျော်ရွှင်ကြည်နဲ့ရတော်လဲစိန်တွေရွှေတွေကြောက်တံပဒံများတွေဆက်လိုက်များစွာပိုင်ဆိုင်ရပြီးချိန်၌ဘာကားမှ အသည်မဖြစ်တော့ပါအဲ့ဒီရဲ့နောက်ပိုင်းအင်တောင်သက်၈နှစ်လောက်ရှိချိန်မှာ ဥပရန်ရဲ့အင်ပြင်ပကခြေလန်းအမားဇလန်းကို ကြားသိရတဲ့အခါပွင့်ဦးလှခန်းစားချက်တို့ကတခါပြန်လှုပ်ခတ်လာရပြန်သည်ပောက်ကွဲလိုက်ရတာနာကျင်လိုက်ရတာနာကြီးလိုက်ရတာသို့တော့ဒါရီသည်လည်းအကျဉ်ကျဉ်ဖြစ်လာတော့အသိမဟုတ်တော့ပြန်ခန္ဓာရင်ရှိက အထီးအခန့်ရေလိုပင်မခံစားရတော့ပြန်ပြီခုချိန်မှာတော့ပွင့်ဦးလှသည်ကိုကိုကို depression ရနေသလားတွေးမိလောက်အောင်ပင် ဘဝ၌ဘာကိုမှ မတုံ့လှုပ်မခံစားမထူးခြားတော့ပဲလူဖြစ်နေရတာကိုပဲငင်းငွေသလိုရိုးအိမ်လာသည်မှ ကြာပြီလောကကြီးမှာလူချင်းတာ မျောလင့်တာ အသိမရှိတော့တဲ့အခါဘဝဟာ နေခြင်းစရာအကြောင်းရှာဖို့ခက်လာလေသည်ဥပရန်ထွေအောင်ကခတ်တိုးတိုးရှိမောရင်နဘေးစပွဲပေါ်ကဆက်သားကင်တစ်ဖက်ကိုတူနှင့်ညှက်ယူစားလိုက်ပါသည် fitness center တည်ရှိရာခြံဝန်းကြီးရဲ့မျက်ခင်းပြင်ပေါ်မှာ ဥပုံသဏ္ဍာန်ချိန်ခုံကြီးတွေနဲ့ထိုင်နေကြတဲ့သူတို့ထံရဲရဲတင့်တင့်ရှောက်လာသူမှာကားပေါ်ကဆင်းလာတဲ့ဖွေးနုနေပင်ဖွေးနုနေကိုမြင်သည်နှင့်ပွင့်ဦးလာမျက်နှာကပြတ်သွားရသည်ဒီမင်းကလေးနှင့်ဆုံရတိုင်းစိတ်နှောက်ချီလှလွန်၍ဆုံကိုမဆုံတွေ့ခြင်းမီသူ့ကိုမြင်တွေ့ရတာပင်ပန်းသည် ဘာလာလုတ်ပြန်ပါလဲဟုစိတ်အနှောင့်အယှက် ဖြစ်လွန်ရခြင်းမှာဥပ္ပံထံကရည်တန်ကြောင့်ဥပ္ပံကိုတအံ့တအောနှဲ့ကြည့်မိရင်သူနဲ့ဥပ္ပံဘာကိစ္စရှိလို့လဲဘာမှမရှိပါဘူးလေကိုကမင်းစီရန်ပင်ရောက်လာလိမ့်မယ်ထင်တာခုတော့သူရောက်လာတာဟုတ်အာကပဲဟင်ဥပ္ပံဘာဘာများကိုတို့လက်ဆောင်လေးတစ်ခုပေးရပါ ပွင့်ဦးရဲ့ မင်းအသက်ကိုရှမ်းပေးရအရေးပေါ်စောင့်ရှောက်ထားတယ်မဟုတ်လား။ဒီအတွက်ဂျေဆုဆက်တဲ့နေလေ။ကောင်းမလေးကမာနရှိတာ哦။ဥပရန်ထွေအောင်စကားမဆုံးခင်မင်းနုနေကအနာနာရောက်လာက စကားတွေကိုလည်းတစွန်းတဆကြားလိုက်ရပါသည်။နုနေကို ပွင့်ဦးလာကစိတ်ရှုံရှုံနေကြည့်ရင်ထိုင်မောင်းဖွေးနုနေမထိုင်တော့ပါဘူးတော်ပွင့်ဦးလာ တရဝါနဲ့လက်လက်နဲ့မမျှမအံ့မဆက်ဖြစ်နေတဲ့ပစ္စည်းကိုလာပြန်ပေးရတတ်တတ်ပါနှုတ်နေက သူတို့ရှိကစပွဲပေါ်ကိုဘူးထည့်ထားတဲ့ဆွေးအိမ်လေးချပီးလိုက်ရင်ညနေထားခတ်တင်းတင်းနေပြီဆရာဝန်တယောက်ဆိုတာတွိုင်းလိုက်မျက်စိရှိမှကျမ်းမာရေးစိုးရင်ရတဲ့အချိန်နေနဲ့လူနာတယောက်ကိုစုံရင်တတိကတော်မှဆေးရဲသားမှငယ်ချက်ဟောင်းမှရန်သူမှ ခွဲခြားမနေပါဘူးခေးသွားဟန်လွှဲဆောက်ရှောက်ကဲတဲမာကြီးပါပဲ။ ထားကြအောင်တင်း60ကျော်လက်ဆောင်မျိုးလက်မခံနိုင်ပါဘူးတော့ပွင့်ဦးလားအဲ့ဒီကိစ္စဒီမှာမစ္စစ်ဆန်ပဲဥပရန်ကပွင့်ဦးစကားကိုလက်ကာ၍ဖြတ်လိုက်ပါသည်ကျေးဇူးတည်တတ်သူဆိုရင် ကို့ကိုကျေးဇူးပြုထားဖို့သူကိုကျေးဇူးဆက်ဖို့အတိတ်တရားရှိကြမှာကြီးပါပဲဗျာဒါမင်္ဂလာရှိရဲ့မြမတလီမဟုတ်ဘူးလားကျွန်တော်မိမရဲ့အသက်ဆိုတာကျွန်တော်ဘယ်လိုလုပ်တန်ဖိုးဖြတ်လို့ရမလဲမစ္စစ်ဆန်ပဲ ဒီ chick bracelets က360ကျော်ပဲတက်ပါတယ် chest ဒါဟာပစ္စည်းတစ်ခုပါပဲဂါရဝလက်ဆောင်အနေနဲ့ပေးရတဲ့အခါကျွန်တော်ဘယ်သူမှပေါ်စားမပေးတတ်ဘူးဗျခမည်းတော်ကမှအထူးတက်လည်းမဟုတ်ပါဘူးဗျာဘယ်သူမှဆိုလက်ဆောင်အဖြစ်အထိမ့်မှန်တစ်ခုခုအတွက်တစုံတစ်ခုပေးဒီလိုပစ္စည်းပဲကျွန်တော်ပေးနေကြပါဥပဒေထွေအောင်လို့ကတိတ်ချမ်းသာကျွဲဝနေလို့360တန်းလက်ဆောင်ကဘာမှမဟုတ်ပေမဲ့ ကျမတို့ကလည်းမလျောက်မပတ်ဖြစ်နေတဲ့အင်အားပြလက်ဆောင်မျိုးကိုထိုက်တဲ့နဲ့ကိုဘက်ကပေးဆက်စိုက်ထုတ်မှုဘာမှမလုပ်ထားပဲနဲ့ဝမ်းသာအားရလက်သင်ခံရလောက်အောင်မရှားပါသေးလို့ပါဥပရံထွေအောင်လက်မခံနိုင်တာ sorry ပါရိုင်းနေမမှတ်ပါနဲ့ကျမကိုခွင့်ပြုပါအောင် Mrs. Yanbei လှည့်ထွက်လိုက်တဲ့နုနယ်ကခေါ်တန်းကြောင့်တစ်ချက်လှည့်ကြည့်လိုက်ချိန်မှာဥပရံထွေအောင်ကထိုင်ရမှထရရလိုက်ပါသည် သူထရရတော့ ပွင့်ဦးကပါ ရောင်ကန်းကန်းချရလိုက်ပါသည်ဥပန်ထွေအောင်ကလက်နက်ဖက်ပိုက်ခါမျက်နာက ပြုံပြုံချီကျွန်တော်ကဂျေစုတရားကိုတည်တက်လို့ခမည်းတော်လင်မယားရဲ့အထင်လွဲမှုကိုခံရရဲဆိုရင်တော့စိတ်မကောင်းစရာပါဒေါက်တာရန်ပေကိုတော့ကျွန်တော်တခုပြောချင်ပါသေးတယ်။ဒါရိုက်တော့မပြောတော့ပါဘူးခမည်းကပဲပြောပြီပါဂျေစုတရားဆိုတာတည်တက်ရတယ်။တည်ပြီးတဲ့နောက်ပြန်မဆက်ဖြစ်ရင်တော့ဂျေစုတော့မကန်းနဲ့လို့ဒါလေးတော့ပြောလိုက်ပါ ဥပရံပွင့်ဦးလာအတန်ကခက်ဆက်ဆက်နဲ့တုံရင်စွာထွက်ပေါ်လာသည်နုနယ်သည်ဥပရံထွေအောင်စကားတွေကိုလုံးစီပတ်စီနားမလည်လိုက်တော့လေပွင့်ဦးလာရဲ့မျက်နာပြက်ပြက်ကြောင့်တော့စိတ်ထင်းထင်ခနဲနှင်ပင်လှဲ့ထွက်လာခဲ့ပါသည်